အားလုံးပဲမင်္ဂလာပါရှင်မြစ်ချနာတရင်ချာနေရဲ့မေလ6ရက်နေ့ရီဒူစီစုံတက်ဆက်ပြတော့မှာဖြစ်ပါတယ်စစ်ကောက်စီလာကန်ရှနီပီတူစစ် SNE တတနုဦး KNAC အလင်းဝင်လာပါတယ်ငလင်အပြီးစစ်ကောက်စီပုံချေတာကြောင့်မြမမာနေစင်လူ9ဦးသေဆုံးနေပါတယ်တွင်ကောချင်းတော့မှာတဝင်စားပို့ခွင်ပေးပင်ခံထားရစေဖြစ်တယ်လို့အချင်းသားတူအခြေခံရပိုင်ခွင်တွေပါဆုံးရှုံးနေစေဖြစ်ပါတယ်စားရတဲ့တရင်ကိုတက်ဆက်ပြတော့မှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ် စကောင်းစီလောက်ကန်ရှင်နေပြီသူစစ်နေတသနဦး KNC အလင်းဝင်လာပါတယ်ထရေးဆာကတင်ဆက်ပေးမှာပါစကိုင်းတိုင်းဟိုမလီမြို့နယ်ကစကောင်းစီလောက်ကန်ရှင်နေပြီသူစစ်နေတသနဦးကချင်လူလရဲ့တမရော KNC လက်နက်နဲ့အတူအလင်းဝင်လာရလို့သိရပါတယ်ဟိုမလီမျိုးနယ်တောင်ဦးကျေးရွာမှာရှိတဲ့စစ်ကောင်စီလက်အောက်က SNL တပ်ကားတပ်သားတို့စီစဉ်ကျေးရွာမှာရှိတဲ့ KIA တပ်ရင်း6နေမြင်းမှာ အလင်းဝင်လာတာဖြစ်တယ်လို့ KIA နဲ့နှိဆက်တဲ့အမျိုးသားတူရဲ့ပြချက်အရသိရပါတယ် အလင်းဝင်လာတဲ့ SNL ပြည်သူစစ်နှုတ်က SNL တမဟာကိုခွန်နဲ့တမဟာတယင်လောက်ခန်တယင်ခွန်နဲ့တောင်ဦးကျေရအခြေဆိုင်ဖြစ်တယ်လို့လည်းသိရပါဗျ။ ပြခဲ့တဲ့ April 23ရက်နေ့ကအလင်းဝန်လာရဖြစ်ပြီး KIO ကနေငွေချက်သိန်း30စီချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။မူရင်းခရိုင်အင်ဒိုဂျီဒေတာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာနဲ့လက်နက်ကြီးပြခတ်နေတာအပြင်ဒေတာမှရှိတဲ့အရှမ်းနီ SN နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေစစ်တောင်ထိုးတာတွေရှိတဲ့အတွက် KIA PDF ပူးပေါင်းတပ်တို့နဲ့တိုက်ပွဲတွေလည်းဖြစ်ပွားနေတာဖြစ်ပါတယ်။မချနာဖကန်လန်ကမိုင်နိုင်ယာမူဘင်ဘက်မှာစစ်ကောင်စီကစစ်ကြောင်းအားစိုက်တဲ့နေကြတာကိုတွေ့ရပြီး KIA ဘက်ကလည်းခုခံတိုက်ခိုက်နေတဲ့ ဲ့အတွက်နေတိုင်းတို့လိုတဲ့ပွဲပြင်းထန်နေတာဖြစ်ပါတယ်ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးဖို့ channel ဆိုရင်တော့မြချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996 336 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ငလင်အပီဆဲကောင်စီပုံချိန်မှုကြောင့်မြန်မာမှာနေဆင်လူခုနှစ်ဦးနှုန်းသေဆုံးနေပါတယ်ဆက်ဆိုင်ကတိဆက်ပေးမှာပါ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဒီနေ့ထုတ်ပြန်ချက်အရငရင်အပြည်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေဆုံးသူ286ရောင်နဲ့ဒဏ်ရာရသူ456ရောင်ရှိလာပြီလို့သိရပါဗျ။ဒီစီးရင်ဟာမတ်လ28ရက်နေ့ကနေမေလ9ရက်နေ့အထိဖြစ်ပြီးဒီကာလထဲမှာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း282ခုပြုလုပ်ခဲ့လို့ဆိုပါဗျ။ ဒါဟာစုစုပေါင်း36ရက်အတွင်းလူပေါင်း286ယောက်တေဆုံးခဲ့တာကြောင့်ပြည်မြတရက်ကို9.6ခိုင်နှုန်းတေဆုံးနေရလဲဖြစ်ပါတယ်တေဆုံးမှုအများဆုံးကတော့စကိုင်းတိုင်းမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့ဖြစ်ပြီးဂျန်နယ်တိုင်းနဲ့ပြည်နယ်တွေမှာလည်းရန်ကုန်တိုင်းကလွယ်လို့တေဆုံးမှုတွေရှိနေတာပါတေဆုံးသူတွေထဲမှာတော့အသက်16နှစ်အောက်ကလေးငယ်ပေါင်း31ယောက်ရှိပြီးတေဆုံးသူတွေထဲက181ယောက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ နိုင်ငံရေးအကျဉ်းသားများကုညီဆောင်လျှောက်ရေးအသင်း AAPP ကလည်း April 10မှာစစ်ကောင်စီတပ်ဖြတ်မှုကြောင့်ပြည်သူ့၆၆ရက်တည်ဆုံးတာကိုအတည်ပြုထားနိုင်ပြီး150လောက်အတည်ပြုဖို့ကြံသေးရလို့လည်းထုတ်ပြန်ထားပါသေးတယ်။စစ်ကောင်စီဟာငရင်လုတ်ပြီး9ရက်အကြာ April 2ရက်နေ့ကနေ30ရက်နေ့အထိအပြည့်ရကြေညာခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်လုပ်ဆောင်နေရလဲဖြစ်ပါတယ်။ဒါအပြင်ဒီကနေ့မေလ6ရက်ကနေမေလ30ရက်နေ့အထိကိုလည်းငရင်ကူညီရေးအတွက်စစ်ကောင်စီကအပြည့်ရထပ်ကြေညာချပါတယ်။ AAPB ရဲ့ထုတ်ပြန်ထားချက်အရတနင်္ဂနွေလုံးအတိုင်းတာအနေနဲ့2023ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေ2025ခုနှစ်မေလ9ရက်နေ့အထိစစ်ကောင်စီကြောင့်ပြည်သူ6609ယောက်တေဆုံးတာကိုအတည်ပြုနိုင်ခဲ့ပြီးဂျာနယ်3450ဝန်းကျင်ကတော့အတည်ပြုဖို့လိုနေတယ်လို့သိရပါဗျာ။ ဖန်ကောချင်းသားမတော်ဝင်စားပိုးခွင့်ပြပင်ခံတားရစေဖြစ်တယ်လို့အချင်းသားသူအခြေခံရပိုင်ခွင့်တွေပါဆုံးရှုံးနေစေဖြစ်တယ်လို့ကီနီနိုင်ငံရဲ့အချင်းသားများအစီအယုံကနေသိရပါဗျ။ အချင်းသားတွေကိုထောင်ဝဆောင်ထောက်ပံ့ပေးနိုင်တာမရှိသလိုအချင်းဦးစီးဌာနကပေးရမယ့်ဖဏ္ဍတောင်ပေးနိုင်တာမရှိရကြောင်းဖဏ္ဍမပါဘဲတော်လာနေရတဲ့အချင်းသားတွေပါရှိနေတယ်လို့ KBPA ရဲ့တာဝန်ရှိသူတူကမချနာတဲ့ရင်ကြနေကိုပြောပါရဲအချင်းထောင်သားတိုင်းကိုဒီထောင်ဝဆောင်ဆိုတာထောက်ပံ့ပေးရတယ်အခုထောင်ဝဆောင်မထောက်ပံ့ပေးနိုင်တော့ဘူးအဲ့ဒီအချင်းကြီးမှာအချင်းသားရာဒီရှိတဲ့ထောင်ဝဆောင်ကိုပဲဝတ်နေရတာတွေရေဆူဝဆောင်တွေဝတ်နေရတဲ့အတွက်ဒီအာအရေးပြရောဂါတွေကိုခံစားနေရတာပေါ့နော်ပြီးရင်အချင်းသားတွေတချို့ဆိုရင်ဒီဖဏ္ဍမရှိဘူးပေါ့နော် နက်ဖနက်ကလည်းအစိုးရနေထောက်ပံ့ပေးအောင်ဖနက်တွေမထောက်ပံ့ပေးနိုင်တဲ့အတွက်ဖနက်မစီရတာတနေ့လောက်ရှိသွားတယ်။ယတအစိုးရလက်ချက်အချင်းသူအချင်းသားတွေကိုတပတ်ကို၃နာရီလောက်အတာဟင်ကောင်းကောင်းနဲ့ကျွေးမွေးခဲ့ပေမဲ့အခုချိန်မှာတော့ငချောင်းနှကောင်းဒါမှမဟုတ်ကျုပ်တလုံးကိုတော့ကျွေးနိုင်တဲ့အခြေအနေမျိုးထိရောက်နေတယ်လို့ KBPA ကဆိုပါတယ်။ ဒီအတိတွေတရားဆိုရင်ဘောနော်သူတို့ဒီအာတယ်လီဖုန်းတို့ဒီမြက်တို့ပုံစံတော့မှဒီစားနေရတဲ့အချိန်ကြီးရှိတယ်ဘောနော်အဲအဲ့လောက်ထိကိုဆိုးွားတယ်လို့ပြောနေကြတယ်အခုချိန်မှာဂျန်တာတွေရပိုင်ခွင့်ခွင့်ရီတွေချိုးပေါက်ခံနေရပြီးထောင်သွင်းပညာသင်ကြားခွင့်စေဝါသင်သွင်းခွင့်နဲ့ထောင်ဝန်ဆောင်သွင်းခွင့်တွေကိုပါပိတ်ပင်ထားစေဖြစ်တယ်လို့ဆိုပါတယ် ထောင်သွင်းအခြေခံစေဝါတွေလုံလောက်စွာမရရှိတာတောက်သုံးရည်နဲ့သုံးရည်တွေကိုအကန့်အသတ်နဲ့သုံးဆွဲရတာအာဟာရပြည့်လည်မှုတွေကြောင့်အမြင်အာရုံချုပ်ယွင်းမှုတွေနဲ့ခန္ဓာကိုယ်ချိနှိမ့်မှုတွေရှိစရာခိုင်နှုန်းလောက်တိရှိနေတယ်လို့ KBPE ကဆိုပါတယ်။ဒါပြင်ထောင်သွင်းမှာကျန်းသားတွေရဲ့ပင်ကိုအတန်အောင်အသုံးပြုပြီးစကားပြောခွင့်ကိုပါပိတ်ပင်ထားပြီးတော့ငွေရဲ့အတန်ထက်နေနဲ့အတန်နေတာပြောဆိုခိုင်းမှုတွေကိုလည်းလုံးဆောင်နေရလို့သိရပါတယ်။ ခုချီလွန်ကိုအချမ်းတော်မှာအာနာသိမ့်ပြီးရဲ့နောက်မတရားဖန်ဆီးသင်းသင်းခံထားရတဲ့နိုင်ငံရေးအချင်းသားစစပေါင်းတရားကျော်ရှိနေတယ်လို့သိရပါတယ်။အချက်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ်ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။ အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလျင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ပွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်။ရေတက်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော်လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine တွေလည်းလေပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေက ကိုစိုးရိမ်ပူပန်နာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာ၊စာဖတ်တာ၊ပုံဆွဲတာမျိုးလေးတွေလှုပ်ဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါရစေ။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ အူရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်စလင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နေဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ မြစ်နာသတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။